ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဒါတော့ကျွန်တော်တို့ဘောနော်ကိုရီးယားရဲ့အကောင်းဆုံး Manchester United ကိုဘယ်တော့မှမမြင်ကျွန်တော်ပြန်ပြီးတော့မြင်ရမယ်။ခါကြရပြားဒါတော့ဟိုသတင်းနဲ့ပတ်သက်တာတော့ကျွန်တော်မဟုတ်ပါဘူးနော်ဆိုတော့ဟိုအတင်းနဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုပဲနားထောင်နေတဲ့ညီကိုတွေတော့ကတော့ဒါညီကိုတို့အတွက်မဟုတ်ဘူး TV တွေကပြီးခဲ့တဲ့နေ့ကလေဘာဦးသင်းကကျွန်တော်အနေနဲ့အချိန်20မြောက်ဘောနော် English League Title ကိုသူတို့ရတယ်။နှစ်ချိန်မြောက်ပရီးမီးယားလေးရတယ်ဒါပေမဲ့အချိန်20မြောက် League Title သူတို့ရတယ်ပေါ့။ ဲ့ဒီလွန်ခဲ့တဲ့ခေတ်တွေကိုပြန်လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကိုပြန်ကြည့်တော့လေအာဘယ်လိုပြောမလို့မန်ချက်စတာစီးတီးယူးကကျွန်တော်နေတဲ့ကိုရီယူပြခဲ့တဲ့ travel winner တွေသူတို့ဖြစ်တယ်ပေါ့နော်အခုကျွန်တော်ကြည့်တော့ခါကျတော့ကိုရီနဲ့အတူတူအမှန်ကန်ပြိုင်ဘက်ကောင်းဖြစ်ခဲ့တဲ့အာဆင်နယ်ကအခုကုထက်ပူအများကြီးပေါ့နော်သူတို့တွေပြီးခဲ့တဲ့နှစ်တည်းအများကြီးကြာဆုံးခဲ့တယ်တိုင်ပတ်ခဲ့တယ်ဆိုပေမဲ့လို့အာဒီဒါရဲ့လက်အောက်မှာပြန်ထောင်လာတဲ့အတင်ဖြစ်လာပြီလီဗာပူးတင်းတို့ကိုရီအမှန်ကန်ဘယ်လိုပြောမလဲဟိုဘယ်လိုပြောကိုရီ နောက်ပိုင်းနှစ်ဒီမှာနှစ်30လောက်ဒီဖလားမရတဲ့အတင်းကနော်ပရီးမီးယားလိယူထမယူပြမထားနိုင်တဲ့အတင်းကဖလားတွေကိုစီကျွန်တော်ရလာကြပြီမန်ချက်စတာစီးတီးလိုမျိုးဘာမှမဟုတ်တဲ့အတင်းကနော်ကျွန်တော်တို့လွန်ခဲ့တဲ့စေစုနှစ်တခုကိုပြန်တွေးကြည့်ရင်ကိုဒီထက်အများကြီးပိုကောင်းတဲ့အောင်မြင်မှုတွေပိုရလာကြပြီနော်ရလာကြပြီ Chelsea ဆိုလို့ရှိရင်လည်းလက်ရှိမှာဘလိုပဲပြောပြောကိုဒီထက်ပိုကောင်းတဲ့ရာသီကိုပိုင်ဆိုင်ထားတာပြီးခဲ့တဲ့နှစ်တပြီးခဲ့တဲ့နှစ်ကပြောစရာဖြစ်ခဲ့တယ်ဆိုပေမဲ့လည်းလို့ เนาะပြီးလို့ရင်2012 2013 2012လာလာเนาะဟိုထားပါတော့ဗျာ Chelsea တို့ဘာတို့ဟို sorry Thomas Tuchel လက်အောက်မှာ2012ကဟိုတက Thomas Tuchel လက်အောက်မှာ Champions League ဖလားတွေဘာတွေသူတို့ယူပြထားကြတာဆိုတော့ပြီးများလေးကအတင်းကြီးတွေက100ဒီတိုင်ပက်လိမ့်မယ်200ဒီတိုင်ပက်လိမ့်မယ်ဒါမှမဟုတ်ဘောနော်သူ့ဟာနဲ့သူကပြန်ပြီးတော့ဥမောလာကြတာကြီးပဲရဲ့ဒါမှမဟုတ်ကိုရီ Manchester United ကတော့အဲ့လိုမဟုတ်တော့ကိုရီအဲ့လိုမဟုတ်တော့တော်တော်လေးတော့ဗောနော်သူများအသင်းတွေအောင်မြင်မှုတွေရတာကိုကျွန်တော်မြင်ရတိုင်း ကိုဒီဘလောက်ညံ့တယ်လဲဆိုတာတအားကိုထင်ပေါ်တာသူများတွေကကျွန်တော်ခုနကပြောတယ် Manchester City တို့ကိုကျွန်တော်ကြည့်ပြ Silas Ferguson တို့ရှိတုန်းကတည်းကသူတို့က Champions League တွေတခါရလိုက်ပါရလိုက်ဖြစ်နေတာ Silas တို့လည်းနားသွားရောနောက်ပိုင်းနေ့တွေမှာသူတို့ investment တွေဘာတွေနဲ့တောက်လျှောက်ထောင်တက်လာတာတောက်လျှောက်ထောင်တက်လာတာအခု Spain La Liga ကိုကျွန်တော်ကြည့်တော့လေဘာစီတို့ဘာတို့ကျွန်တော်နေလက်ရှိပြန်ပြီးတော့ကောင်းလာပြီ Fancy Flick တွေ့ရလက်အောင်မှာနော်ဟို Premier League မှာကျွန်တော်တန်းစီကျွန်တော်ကြည့်ကြည့်လိုက် Newcastle ကိုပြန်ထောင်လာပြီနော်ပြီးရင် Chelsea တို့ မန်ချက်စတာစီးတီးတို့အာဆင်နယ်တို့လဘာဝူတို့အကုန်ကောင်းနေပြီကိုရီပဲကြံတော့တာကိုရီပဲကြံတော့တာဆိုတော့ဒါကြောင့်တွေးကြည့်ရပါတော့ဟိုဘလူးပိုင်ရှင်ကြီးရဲ့လက်အောက်ဘလူးနီးပြတွေလက်အောက်ဘလူးကစားမားတွေလက်အောက်မှာမှဒီအတင်းပြန်ပြန်ကောင်းလာမှာလဲပေါ့ဟို2023ခုနှစ်နောက်ပိုင်းဖလားရเนาะပြလို့ရှိရင်ဒါစိုင်းလက်ကြည့်လဲနားသွားရောတောက်လျှောက်စုတို့ကြာလာတာပြန်တက်လာတယ်လို့ကျွန်တော်မရှိဘူးเนาะအောင်မြင်မှုကြီးကြီးမားမားရတယ်လို့ကျွန်တော်မရှိဘူးအနည်းဆက်ဆုံးဆိုလို့ချင်းကျွန်တော်တို့ဘာတွေရှိမလဲ အဆင့်နှစ်နဲ့ပရီးမီးယားလိမှာယာစီသိမ်းခဲ့တာတွေပဲကျွန်တော်ရှိမယ်။အိုလီဂနာဆိုရှယ်လက်အောက်ကတစ်ခါဟာရမလားနော်။ပြီးရင်အဲမော်ရီယိုလက်အောက်ကတစ်ခါဒါပဲရှိမယ်။အမေဒါအဆင့်နှစ်နဲ့ယာစီသိမ်းခဲ့လေးဆိုပြီးတော့လေကျွန်တော်တို့အဆင့်တစ်ကအတင်နဲ့အမှတ်ဘလောက်กว่าလဲပြန်ကြည့်တော့လေပြင်15မှတ်လောက်กว่าတယ်၁၂မှတ်လောက်กว่าတယ်အဲ့လိုမျိုးတွေ။ဆိုတော့ဟိုယူရိုပါလိတွေဆိုလို့ချင်းလည်းပဲမော်ရီလက်ထက်မှာကျွန်တော်တစ်ခါရတယ်။ဒါပေမဲ့လို့ဆိုရှယ်ရဲ့လက်အောက်မှာကျွန်တော်နေပြည်နယ်ရေးအဆုံးဖြတ်တဲ့ကနေကျွန်တော်ရှုံပြီးတော့ဒုတိယနေပဲခြေနေခဲ့ရတယ်။ အနောက်ပိုင်းပရီးမီးယားလိမှာဆိုလို့ချင်းလည်းပဲဘာမှမလုပ်နိုင်တော့ချန်ပီယံစ်လိတော့မှဝင်ခွင့်ကတကယ်တမ်းပြောရင်မနှက်မှန်ဘူးဗျာအဲ့ကြတော့အတင်းကြီးကပေါ့နော်ကျွန်တော်ကြာဆင်းလာတာတော်တော်ကြီးကိုတနည်းနဲ့တနည်းပူကောင်းမလာပဲနဲ့စူးဝါစူးဝါလာတယ်လို့ကျွန်တော်ပြောရမယ်ပြီးရင်လည်းပဲကိုအတင်းကဗျာအပြောင်းရွှေ့တွေကအလုတ်လုတ်တာတွေကညံ့လွန်းတဲ့အခါကျတော့ဘာတွေဖြစ်လာလဲဆိုတော့လူခေါ်စရာမလိုတဲ့ຢာဒီလူကိုကျွန်တော်မရှိဘူးလူခေါ်စရာမလိုတဲ့ຢာဒီကိုကျွန်တော်မရှိတာနော်အ ਨੇ ဆုံးတော့ ၄ယောက်၅ယောက်လောက်အားဖြစ်နေရတာတရားဒီတရားဒီကိုယာဒီတစ်ခုပြီးတိုင်းလိုအပ်တဲ့ယာဒီကဘယ်တော့မှတရားဒီတရားဒီကစားမတစ်ယောက်ခေါ်ပြီးတော့ငါးနှစ်စာချုပ်ချိုးလိုက်လို့အာဒီနေရာကတော့ဟိနော်၃နှစ်၄နှစ်လောက်စိတ်ချရပြီဟိဆိုတာမျိုးမရှိဘူးသိလားအခုလက်ရှိကျွန်တော်နီးနီးဆက်ဆက်ပြောရရင်ဘရူနိုတော့ပဲရှိတာအိုကေနံပါတ်10လို့နေရာမှာငါတို့စိတ်ချရတာတကယ်တမ်းတွေးကြည့်၄၅နှစ်လောက်ရှိပြီဒါပေမဲ့လူသူတယောက်တည်းဖြစ်တာဗျာဆိုတော့အိုးနောက်တန်းဆိုလို့ရှိရင်လည်းမင်းယာဒီတိုင်းလိုနေတာသိလားကွင်းလေဆိုလို့ရှိရင်လည်းယာဒီတိုင်းလိုနေတာ တိုက်စစ်ဆိုလို့ရှိရင်လည်းမင်းတောင်မန်ယာစီတိုင်းလိုနေတာနီးပြတောင်ယာစီတိုင်းပြောင်းနေရတာအဲ့လိုဖြစ်နေတာမပြောင်းပြောင်းတာမပြောင်းခဲ့တာတကယ်နဲ့ယာစီတိုင်းပြောင်းရမလို့ဖြစ်နေတာပုံမကောင်းမလားတော်တော်တော့ပေါ့နော်ဟိုကိုအတင်းကြာဆင်းလာတာကြီးကဘယ်လိုပြောမလဲဒီဒီ depression ဝင်စရာကြီးပေါ့နော်အခုလက်ရှိဆိုလို့ရှိရင်လည်းအဆင့်ဆက်လေးမှာဗျာဟိုတုံးတင်းတန်းဆင်းသွားဖို့တေချာသွားလို့တာဒီ okay ငါတို့တော့အနည်းဆုံးတော့တန်းမဆင်းရဘူးဆိုတော့ဒါသာအပူပြောတာမဟုတ်ဘူးနော်တည်လားအချို့ကျတော့လေအာ united နဲ့တန်းဆင်းတဲ့အကြောင်းပြောရင် အရန်တူအရန်ကြီးပြားသိပြီးဟိုဘူရောမနေတဲ့ဘူးသိရမလားနော်တန်းစင်းစုံဆိုတဲ့စကလုံးနဲ့မန်ချက်စတာယူနိုက်တက်ဆိုတဲ့စကလုံးနဲ့ဝက်ကြတစ်ခုတည်းမှာအတူတူရှိမနေသင့်ဘူးလေနော်တကယ်တွေးကြည့်ရင်အဲ့လောက်ဝေးတာမဟုတ်ဘူးတန်းစင်းစုံတွေကတန်းစင်းဖို့နေကနီးဆက်ခဲ့တာနော်နီးဆက်တယ်လို့တောင်ဖြစ်ခဲ့တာဒါပေမဲ့လို့ခုနကပြောသလိုသုံးသင်းတည်ကြသွားတယ်ဆိုတော့ကိုရီးယားစိတ်အေးခဲ့ရတာဒါပေမဲ့တွေးကြည့်ရင်သူများအသင်းနေပြီပေါ့နော်ဟိုတိုင်ပက်လိုက်တိုင်ပက်ခဲ့တဲ့ရာသီရှိတာတော့မှပြန်ပြီးတော့ဥမော့လာနိုင်တယ်ကိုအသင်းကအခုချိန်ထိဟိုနီးပြရောက်မှကောင်းမှလို့ဒီနီးပြရောက်မှကောင်းမှလို့ ဒီပိုင်ရှင်ပြောင်းမှကောင်းမှလည်းလို့ဒီကစားမရောက်လာမှပူကောင်းလာမလို့လို့ ਨੇ ကျွန်တော်ကစားမတွေကိုလည်းအနည်းဆုံးเนาะတရာဒီကိုပေါင်သိန်း200တော့သုံးပြီးတော့အားဖြစ်နေတာနီးပြားတွေလည်းပဲကျွန်တော်အနေနဲ့နှစ်နှစ်တစ်ခါသုံးနှစ်တစ်ခါတော့ပြောင်းလဲနေတာဘယ်နီးပြားရဲ့လက်အောက်မှာမှဟိုလူလူတူလူဖြစ်လာတယ်လို့မရှိဘူးအခုလည်းပဲအမိုရင်တို့ကပြောဖို့စိုးလုံးသေးတာတော့မှန်တယ်ပူကောင်းလာပါစေလို့လည်းမျှော်လင့်ပေးမယ်လို့အမိုရင်ရောက်တဲ့အခါပူပြီးတော့စိုးလာတာပဲ အမိုးရင်ကိုအပြစ်တင်တာမျိုးမဟုတ်ဘူးပေါ့နော်ကစားမားတွေလည်းအများကြီးတိုင်ပတ်တာကိုကစားမားတွေကိုပြောင်းလဲဖို့ကျွန်တော်ပြောကြတယ်ပြောင်းလဲဖို့တော့လိုတာပေါ့ဒါပေမဲ့လည်းကစားမားပြောင်းနိုင်လဲကောင်းလာဖို့အတွက်အာမခံချက်ကရှိရမဟုတ်ဘူးလီဗာပူးလိုပါလို့ဆိုအခုဒီရာဒီမှာချန်ပီယံပရီးမီးယားလိဂ်တွေပါတယ်သူတို့ချန်ပီယံဖြစ်သွားပြီချန်ပီယံဖြစ်သွားပြီဒါပေမဲ့အာနီစလိုအတွက်လူဝယ်ပြီးခဲ့တာဆိုတော့ဖက်ဒရီကိုခီယေစာလောက်ပဲကျွန်တော်ရှိတာအဲ့ဒီခီယေစာတော့မှတရာဒီလုံးနီးပါးဒဏ်ရာရနေပြီးတော့ပရီးမီးယားလိဂ်ပွဲထွက်ပွဲထွက်တောင်မှ၅ပွဲပြည့်အောင်ပါချင်မှပါတာအခုချန်ပီယံသူတို့ဖြစ်သွားပြီ ကလော့လက်အောက်ကလူတွေနဲ့ပဲလှုပ်လှုပ်ပြသွားတာပဲဆိုတော့ပြောချင်တာကကိုရီအသင်းမှာကျတော့အဲ့လိုမဟုတ်သူတို့တွေဆိုလူတွေပိုင်းမခေါ်နိုင်ဘူးဗျာမခေါ်နိုင်တာမဟုတ်ပိုင်ချင်းကခေါ်မပေးဘူးအားဖြည့်မပေးဘူးဗျာကိုရီဆိုလို့ရှိရင်မင်းတရားဒီကိုမင်းတန်း200လောက်သုံးပြီးတော့ခေါ်တယ်ဟိုကစားမကတော့အာငွေတန်ကြီးရမတန်တဆကြီးပေးရလိုက်ဒီကစားမပြောင်းရွှေ့ကကျွန်တော်နေနဲ့အဆင်မပြေလိုက်ဟောဒီတရားဒီမှာ3ယောက်ခေါ်တယ်နောက်ရသည်ကျတော့လေအဲ့3ယောက်နေရာကထပ်ပြီးတော့အားဖြည့်ရသေးတာပဲတော်တော်တော့တိုင်းဘက်တွေပေါ့လေအဲကြောင့်ကိုသင်း ကိုသိန်းဘောနော်ဒီအချိန်ဒီတော်တော်စူးတာကြီးတော်တော်ကြီးကိုကျွန်တော်တို့ရုပ်ပြက်ဆင်းပြဖြစ်နေတာကြီးကဘယ်တော့မှမြန်ပြန်ပြီးတော့ဥမောလာတယ်လူလူတူတူဘယ်တော့မှမြန်ပြန်ဖြစ်မလဲဟိုလောလောဆယ်မှာတော့လိုင်ယုံတို့ကိုကမ်ဘက်တီပြန်လာနေတာတို့ဘာတို့ကလက်တလောဝင်ကြွားစရာကြီးပေါ့လေသူတို့လည်းပဲဘလောက်ခံပါလဲဗျအဲ့ဒါလည်းပြီးရောနောက်ထပ်ပွေးမြလေးပွေးစင်နှစ်ပွဲရှုံးတော့တာပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါလိုင်ယုံတို့အလပိုင် sorry ပါလေဒီဘီဘာတို့ဘာတို့ ਨੇ ယူရိုပါလိစီမီဖိုင်နယ်ကြီးကျွန်တော်ကစားရတော့မယ် ကျွန်တော်မှဟိုပွဲပြီးလို့နိုင်သွားမှလာနိုင်နေဟာပဲတွေးလို့ရမှာကြားထဲမှာအပေါင်းလက္ခဏာဆောင်ပြီးတော့တွေးရကဘာမှမရှိဘူးဖြစ်နေတာအခုဒီယာဒီအဆင့်ဆက်လေးနဲ့ပရီးမီးယားလေးမှာယာဒီတိန်းတော့ဖြစ်တော့မယ်ကိုရီကိုကယ်မဲ့ယာဒီဟာယူရိုပါလိယူရိုပါလိပြိုင်ပွဲပဲကိုရီကိုကယ်မဲ့เนาะအချိန်ကြီးကဒီယာဒီကယ်မဲ့အချိန်ကြီးမျိုးอ่ะအမှန်ရောကျွန်တော်ဘယ်လောက်ကောင်းအောင်လုပ်ပြနိုင်ပါမလဲတော်တော်လေးတော့တိုင်ပတ်တယ်ဗောနော်ဆိုတော့သူများအသင်းနေအောင်မြင်မှုတွေအတီးတီးရရင်ဘယ်လောက်ပဲမဟာပြိုင်ပတ်ပဲပြောပြောဘယ်လောက်ခါးတီးပြိုင်ပတ်ပဲပြောပြော ူများအသင်းတွေကသူတို့ရဲ့အမြင့်ဆုံး level ကိုပြန်ရောက်လာကြတဲ့အချိန်မှာကိုရီးယားဟိုးအောင်မှာနွန်းနစ်နေတာဒါရည်တော်တော်ကြီးတော့ဗောနော်တော်တော်ကြီးတော့ကျွန်တော်တို့ဒီကိုသင်းနဲ့ပတ်တဲ့ဝမ်းနေစရာကြီးဆိုတော့ဘယ်သူကယ်မလဲတော့မသိဘူးဘယ်သူကယ်မှရမလဲတော့မသိဘူးဘယ်နဲ့နှစ်အချိန်ယူအောင်မလဲတော့မသိဘူးဒီအမ်မိုနီးပြအမ်မိုရင်းကောဒီကစားမအစ်တွေကောကစားမဟောင်းတွေကောပိုင်ရှင်တွေကောဘယ်လောက်ထိအချိန်ယူရမလဲတော့မသိဘူးတရားပေါက်ကတော့ ီပုံစံတွေကတော့တိုးတက်လာမယ့်လက္ခဏာတွေဘာမှပိုကောင်းလာမယ့်လက္ခဏာတွေဘာမှမြင်မနေရဘူးပေါ့နော်သူများအသင်းတွေကောင်းတာတွေတွေ့ရလေကိုသင်းကြီးကိုကြည့်ပြီးတော့နော်ဟိုငါတို့ပိုဆူးလာပါလားဆိုပြီးတော့မြင်ပြီးစိတ်ညစ်ရနေပဲဆိုတော့ယူရိုပါလိမှာအချင်းကြီးကောင်းပြီးတော့ဘိုလူဝဲကိုတက်နိုင်ပါစီလို့ပဲကျွန်တော်မျှော်လင့်ရမှာပဲနော်ဆိုတော့ညီကုတို့ရောကိုသင်းရဲ့လက်ရှိလုံပုံကင်ပုံအနေထားတွေနဲ့ကျွန်တော်လာမယ့်ရာသီတွေမှာပိုကောင်းလာနိုင်မယ်လို့ညီကုတို့ယူဆကြလားဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်